ဗိုလ်ကလေးမျိုးနဲ့အပိုင်းမှာရာသီဥတုဖောက်ပြန်တာတွေကြောင့်တက်ငယ်စပားတွေပျက်စီးဆုံးရှုံးမှုများနေပါတယ်စိုးမိုးအောင်ပြပုတ်ထားပါရရှင်ပြည်ကနေဂျပန်တွင်မုန်တိုင်းအစဉ်ကြောင့်လေပြင်းတိုက်ခတ်လိုက်တဲ့ဒွဲစပါးပင်တွေပြိုလဲပြီးဗိုလ်ကလေးမျိုးနယ်အော်ပိုင်းကတက်ငယ်စပါးဆိုင်ပြိုထားကြတဲ့လေသမားတွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါအခုရပိုင်းရေသိမ်းချိန်မှာလည်းမိုးဆက်လက်ရွာသွန်းနေတာကြောင့်စပါးတွေထပ်ပြီးပျက်စီးမှောင်ကိုလည်းလေသမားတွေကစိုးရိမ်မှုရှိနေပါတယ် ရရတဲ့အခါမှာကိုကြီးတို့မှအခက်ခဲတွေများစွာဖြစ်တယ်ဖြစ်တယ်ဆိုတော့အောက်မှာရေလည်းရှိတယ်အပေါ်မိုးကလည်းရွာတယ်ရွာတော့ဒီစပားတွေကအောက်ကောင်ပြတ်ကတ်သွားတယ်နောက်တစ်ခုကဆက်ကြတော့လေဒီထိုးတဲ့နေရာမှာအောက်ကဘိုက်တိုင်းတောင်မှာပဲသိုးနေတော့အကုန်လုံးပိတ်သွားတယ်ထိုးလို့မရဘူးဖြစ်နေအဲ့ဒါကိုမကြခဏပြန်ပြန်လှည့်ပြီးတော့ပေါ့နော်အဲ့လိုထိုးယူနေရအပင်ကတော့ပေါက်နိုင်တယ်လေဘာဖြစ်ဆိုတော့သူကမိုးရေရောအောက်ရေရောကျော်လိုက်တဲ့အခါကျတော့သူကအပင်ပေါက်နိုင်တာပေါ့ဒီတည့်ရက်နေ့ဒါ အခုနေမပူဆိုလို့ချင်းဒီတရက်နေ့ဆိုရင်မဲအဆုတ်တရားထွက်လာအောင်ဘာစည်းရလဲကြရဲနောက်ပြီးတော့ကိုကဆွဲလုတ်ထားတာဟောတင်ဘေးရငွေတွေနဲ့ဆွဲလုတ်ထားရတာဆိုတော့အခက်ခဲရတော့အများကြီးကြုံနေရပေါ့စပါးမနေလဲနေတဲ့အတွက်ရေသိမ်းရမှာအခက်ခဲတွေရှိနေတာကြောင့်လက်တေကကိုရေသိမ်းက၄000ခန်းအထိဈေးနှုန်းမြင့်တက်နေတယ်လို့လက်သမားတွေကဆိုပါတယ် ဒါအရင်သတင်းကျလာပြင်းတွေကတက်တဲ့ရေကြီးမှုတွေကြောင့်လေယာဉ်တွေမှာရင်းနှီးမြုပ်ခဲ့ရပြီးအခုလတော်သတင်းလာပြင်းရေကလည်းစိုးရိမ်နေရတယ်လို့သိရပါတယ်။မုန်တိုင်းချိန်နဲ့လားမသိဘူး။မိုးကခဏခဏယောရနေအခုတက်ငယ်ဆိုလို့ရှိရင်ရေတော်ထဲမှာဝစ်ပြီးတော့စပိုင်းဆိုလို့ရှိရင်ရေထဲမှာဝစ်ပြီးတော့ရိတ်တဲ့အခါလည်းတော်တော်ဒုက္ခရောက်တယ်။အဲရိတ်ဖို့အခါကျတော့လေရိတ်သမားလည်းတော်တော်ရှားတယ်ကျွန်တော်တို့စီမှာအခုလေသမားကြီးကတော့စပိုင်းတော်တော်ပြက်စီးလေတွင်းနေရပြီးများတယ်။စပိုင်းကြီးကလည်းအခု မနစ်ကနှုံလာတဲ့ရော့ကြလာရော့ကြလာအတွက်ကျွန်တော်တို့မှာခက်ခဲဖြစ်နေတာစိုက်တဲ့ပြူတဲ့အခါကျတော့လည်းဖြစ်ဖြစ်မြောက်မြောက်မအောင်မြင်အသီးရလည်းထင်သလောက်မဖြစ်လာဘူးကျွန်တော်တို့ဒီစိုက်ပြိုးရေးစိတ်အတွက်ထုတ်ထားတဲ့ဟာတွေကျတော့လည်းကျွန်တော်တို့ပြန်ဆက်ဖို့အခက်အခဲရှိတယ်မိုးရွာသွန်းတဲ့အတွက်စပားတွေရင်းနှမြုပ်တာကြောင့်ဆက်တွေနဲ့ချေလို့ရမှာလဲအစင်မပြေမှုတွေနဲ့ရင်ဆိုင်နေရပါတယ်မြဝချုံဘောကလည်းသမားတွေဟာရာသီဥတုခြေနေပေါ်မူတည်ပြီးတန်ခတ်စပားကိုအများဆုံးဆက်ပြိုးကြတာပါ ဒီနေ့မှာတော့မုဆလတ်ရွာသွန်းကလေပြင်းတိုက်ခတ်မှုအရှင်ကြောင့်ရေသိမ်းရမှာအခက်အခဲတွေဖြစ်နေတာပါအဲပျက်စီးဆုံးရုပ်မှုနေတဲ့ဗိုလ်လေးမျိုးနယ်မှာဆိုရင်တော့ဒါအေက3သိန်းကျော်တမျိုးနယ်လုံးမှာရှိတယ်ဒီမှာတက်ရင်တက်လက်တက်ကြီးဆိုစဘာမျိုးတွေရှိတယ်ပေါ့အဲဒီတော့တက်ကြီးစဘာတွေကတော့မရိတ်သေးဘူးတက်လက်နဲ့တက်ရင်တွေကတော့ရိတ်တယ်ပေါ့အဲဒီတော့ရိတ်ဆဲဟာတွေကတော့တချို့ဟာတွေမှာတော့မိုးမိတယ်ဟိုမိုးမိတဲ့ဒီကောက်လိုင်းအဆင့်မှာဆိုရင်တော့တခါလေကစင်းမှာကောက်မိုးရေလျှော့ပုံရတယ်တချို့ဆိုရင်လည်းအရှင်ပြေသလိုခြွေဆက်တွေတက်တခါလေခြွေတဲ့တွေကြောင့် ပျက်စီးတော့မရှိပါဘူးတချို့ဟာတွေကြတော့နည်းနည်းအနေနော်ကတ်တာမျိုးတွေတော့ရှိတယ်နော်ကတ်တာမျိုးတွေရှိတယ်ဒါတွေကတော့နည်းနည်းအရည်သွေးတွေကနည်းနည်းထိခိုက်သွားတော့ဒါလောက်တော့ရှိတယ်အရှင်နဲ့ကစပားစီဟာငစိန်တင်းတရာကိုငွေကျပ်၅သိန်းခန့်ပေါ်ဆန်းဝဲတင်းတရာကိုငွေကျပ်၁၀သိန်းခန့်အထိရှိခဲ့ပါတယ်အခုနှစ်မှာတော့ငစိန်တင်းတရာကိုငွေကျပ်၃သိန်းခွဲပေါ်ဆန်းဝဲတင်းတရာကိုငွေကျပ်၆သိန်းခန့်အထိသာပေါက်ဈေးရှိနေပါတယ်ဘုဂလင်းမြို့နယ်အတွင်းမှာလေအေကာပေါင်း3သိန်းကျော်ရှိပြီးဝေစမားရာသီမှာတန်ခတ်စပားကိုသာအဓိကစိုက်ပျိုးကြပါတယ်ကျွန်တော်ဆိုးမှုအောင်ပါ